Ya Allah. Palestine စခုနဦးတမနဲ့တိဆုံးပြီးစာစာဆောင်ဆိုင်နေစဉ်အစ္စရေးပြကမှုကြောင့်မြပြတရားရှိခဲ့ပါတယ်။ဂါဇာမှာရှိတဲ့ refine အနောက်မြောက်ဘက်မှာရှိတဲ့ MWC မှာအကူအညီတွေဖြန့်ဖြူးရေးနေရာ၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဒီဖြစ်ပျက်ဟာပြည်ခဲ့တဲ့3ရက်အတွင်းတတိယမြောက်ဖြစ်ရပါ။အကူအညီပေးရေးနေရာကိုအစ္စရေးကပံ့ပိုးထားတဲ့ဂါဇာလူသားချင်းစာနာထောက်ထားရေး Foundation GHF ကစီမံခန့်ခွဲခဲ့ပါတယ်။ဒီနေရာကထပ်ခါတလဲလဲအကြမ်းဖက်မှုတွေကိုမြင်တွေ့ရမှာဖြစ်တယ်။ပြည်ခဲ့တဲ့တင်းတွင်းကနေက ဖြစ်ပွားခဲ့တဲ့ဖြစ်ရာမှာလူ30ဦးသေဆုံးခဲ့ပါတယ်။ ISU တပ်ဖွဲ့ဝင်တွေက၎င်းတို့ရဲ့နေရာတွေကိုချိကတဲ့ဒုမန်များကို၎င်းတို့လက်နက်တွေနဲ့ပစ်ကားခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။သူတို့ကဒီလူတွေကိုချင်းသူတို့အတွက်ချင်းချောင်းနေတယ်လို့မြင်တယ်လို့ဆိုပါတယ်။ဒီတန်တရားတရှိသူတွေကဘယ်သူတွေဖြစ်တယ်ဆိုတာကိုသူတို့မပြောခဲ့ပါဘူး။ဂါဇာကျမ်းမာရေးဝန်ကြီးဌာနနဲ့ချက်ချင်းနေစေယုံတွေကတည်ဆုံသူရေတွက်ကိုအတည်ပြုခဲ့ပါတယ်။တန်ရသူအများပြားကိုလည်းကုသပေးခဲ့ပြီးအများစုမှာတတတရားတွေနဲ့တည်ဆုံရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်အရသာများနဲ့မြင့်မြင့်တက်တဲ့များရဲ့ပြောကြားချက်အရတနပ်ပြခမှုကလမ်းကြောင်းများစွာမှထွက်ပေါ်လာတယ်လို့ဆိုပါတယ်အသက်ခံရသူတွေကတော့အမျိုးသမီးနဲ့ကလေးငယ်တွေများစွာပါဝင်ပါတယ်ဒီတက်ခတ်မှုတွေဟာစစ်ရာဇဝမှုတွေဖြစ်နိုင်တယ်လို့ကုလသမဂ္ဂလူအခွင့်အရေးအကြီးအကဲကပြောပါတယ် GHF ကစာနာရေးကကုညီကိုကန်တပ်ပုံအတွက်နိုင်ငံတကာများရဲ့ဝေဖန်မှုခံနေရပါတယ်ဣဇရေးကထောက်ပံ့ရေးပစ္စည်းတွေကိုဟမာတို့လက်မခံစေရမှလာမှစတင်ပိတ်ဆို့ခဲ့ပါတယ်တိုးတော်လည်း ကာဇာမှာပြင်ထားတဲ့ငါမမှုဆက်လက်ဖြစ်ပေါ်နေပါတယ်လူကြီးတန်းခွဲကန်စီတဲ့အစာရေးစာငါပြနိုင်ချေရှိပါတယ် JH area စစ်စင်ရေးစတင်ချိန်မှာဆက်ပြီးတော့အရသာတရားကြောတည်ဆုံးခဲ့ကြောင်းသိရပါတယ်အချမ်းဖက်မှုတွေတိုးလာခြင်းနဲ့လူသားချင်းစာတော်တမှုဆိုင်ရာအခြေအနေပုံမှုဆိုးရခြင်းကြောင့်ကမ္ဘာတွင်းမှာပြင်းထန်တဲ့ဆွေးပွဲမှုတွေဝေဖန်မှုတွေပေါ်ပေါက်ခဲ့ပါတယ်ကာဇာကဲမော်ဒေတာရဲ့လူသားချင်းစာတော်တမှုဆိုင်ရာအချက်အလက်ကဘရူနင်းမှာကက်ဆေးစကန်တွေပိတ်ထားပြီးနောက်ပုံမှုဆိုးရခဲ့ပါတယ် အရသာတွေစနာရိတ်ကရစီရန်နဲ့တန်းစီနေကြသူတွေလူအသေးပြောက်များပြီးတော့ဖြစ်ရများစွာဖြစ်ပွားပြီးတဲ့နောက်မှာဒီစင်တာတွေကိုပိတ်ပစ်ခဲ့ရပါတယ်ဂါဇာကမ်းမော်ဒီတာလူသားချင်းစာထောက်ထားမှုရန်ပုံငွေအဖွဲ့ GSF က၎င်းတို့ကိုပုံမှုဖြတ်စီပြီးထိကျောက်စီဖို့အတွက်စင်တာတွေပိတ်လိုက်ကြောင်းပြောကြားခဲ့ပါတယ်လွန်ခဲ့တဲ့၃ရက်အတွင်း ်အစ္စရေးတပ်ဖွဲ့တွေကတော့အဆိုပါစခန်းတွေအတွက်ပါလက်စတိုင်း90ကျော်ကိုတပ်ဖြတ်ခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ကပံ့ပိုးပေးတဲ့ဂါဇာလူမျိုးချင်းစာနာထောက်ထားမှု Foundation GSF ကဂါဇာမှာရှိတဲ့၃နေရာမှာအစားအသောက်တွေဖြန့်ဝေဖို့အတွက်ရတန်းခဲ့ခြင်းဖြစ်တယ်။ပြီးခဲ့တဲ့တတိယပါဆက်ပြီးတော့ပါလက်စတိုင်းအနေဆုံး80ထပ်မင်းပြစ်ခတ်မှုအများပြားဖြစ်ပေါ်ပြီးတဲ့နောက်မှာလူခဲတို့ဆုံးပြချက်ထုတ်ပေါ်လာခြင်းဖြစ်ပါတယ်။နောက်တစ်လောပြစ်ခတ်မှုကရာဖာမှာရှိတဲ့ ဂျေဝဖန်ပရီစိုက်စကန်တခုမှဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဣဇွေတပ်ဖွဲ့ဝင်တွေကတန်ညာဖြစ်ပွဲအဖြစ်လူတွေကိုမြင်ချက်ကြောင်းပြစ်တက်ခဲ့ရကြောင်းဝန်ခံခဲ့ပါတယ်။အကူအညီများဖြန့်ဖြေးပေးတဲ့နေရာများကတော့ညင်တက်သွားပြီးလို့တရင်တွေဆိုပါတယ်။တိုးတော်လဲပါရဆိုင်အများစုကတော့စီးရီးဇုံတွေအနီးမောင်မိုင်းတဲ့အကွာအဝေးလမ်းလမ်းလျှောက်ရေအန်ရစီနေကြောင်း GFA ကအဆိုပါ ED area ကိုပုံမလို့ဆိုစီဖို့အတွက် Israel စစ်တပ်ကိုတောင်းဆိုခဲ့ပါတယ်။၎င်းတို့ကပုံမဆင်းလင်းတဲ့ညွန်ကြားချက်တွေနဲ့ စစ်သားများအတွက်ပုံမကောင်းမှုနဲ့လက်ကျင့်မှုတွေပြေဖို့တောင်းဆိုခဲ့ပါတယ်။ဣဇွေစစ်တပ်က၎င်းတို့ကိုလျှို့ဆုထားတဲ့လူတွေကိုတတိပြုပြစ်ခတ်ခဲ့ပြီးဆက်လက်ခြေကနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ထောက်ပံ့ရေးနေရာတွေမှာအချိန်နှင်းမှာညံ့ဖြစ်တဲ့အဖွဲ့အစည်းထောက်ပံ့ရေးလုံလောက်မရှိခြင်းလူလူစုလူဝေးများကြောင့်ပြိုပြဖြစ်နေရပါတယ်။မြင့်မြတ်တက်တွေကတော့အစိုးရနေရာတွေမှာကြက်ဖက်မှုနဲ့ခိုးယူမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အကူအညီပေးရအစီအစဉ်ကိုလို့ဆောင်တဲ့ JFK ကပြည်နာများရှိကြောင်းဝန်ခံခဲ့ပါတယ်။ပြန်လည်ဖွဲ့စည်းရန်တရက်တာအတွင်းဖွံ့ဖြိုးရေးအမှတ်များကိုပိတ်ပစ်ရန်စီရင်ထားပါတယ်။အကူအညီပေးရဖွဲ့အချို့ရဲ့ကုသမတို့ကစူပါအစီအစဉ်မှာပါဝင်ရန်ကြိုးညင်းဆိုထားပါတယ်။အန်ရဲများလုံးတယ်လို့ပြောကြပါတယ်။ယခုအချိန်မှာစီစဉ်ထားတဲ့ဖွံ့ဖြိုးရေးအချက်၄၄ခုအနက်တစ်ခုကလုံဆောင်နေပါတယ်။ကာဇာကဲမော်ဒေတာမှာရှိတဲ့လူနှစ်တန်းအတွက်အကူအညီများအကန့်အသတ်ဖြင့်ဝေရောက်ခြင်းခွင့်ကိုလူအများကဝေဖန်ခဲ့ကြောင်း စိုက်များတွင်လုံခြုံရေးတာဝန်ယူထားတဲ့အမေရိကန်လုံခြုံရေးကုမ္ပဏီကိုလည်းလူများကပြစ်တင်ကြပါတယ်။စစ်စင်ရေးတစ်ခုလုံးမြို့ဆော်ဗက်နီတီကိုလည်းဝေဖန်ခဲ့ပါတယ်။တစ်ပတ်အတွင်းအစားအစာ၃တန်းမှ၅တန်းကျော်ထုတ်ဝေပေးခဲ့တော့လဲထောက်ပံ့ရေးလုပ်ငန်းကစိုးပွားတဲ့ပြဿနာတွေနဲ့ရေဆိုင်ရဆဲဖြစ်ပါတယ်။၎င်းတို့ကစားနပ်ရေးကပြစ်မှတ်မှုနဲ့ဂါဇာမှာဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပကတိကြောင့်ပို့ဆိုးသွားတော့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာပြဿနာတွေနဲ့ကိုကျင့်တရားဆိုင်ရာဆွေးနွေးမှုတွေပေါ်ဝင်ပါတယ်။စပိန်ကကုမ္ပဏီ Rafael ထံကနေပြီးတော့မှအစ္စရေးရဲ့တင့်ကား ဖြင့်ဒုံးကျည်တွေကိုဝယ်ယူဖို့အတွက်ယူရို262ခုနှစ်တန်း5တန်းတမိုးစီတဲ့ဒုံးကျည်ကိုဖျက်သိမ်းလိုက်ပြီဖြစ်တယ်။ဂါဇာကမ်းမဒီနာမှာအစ္စရေးစီးရေလှုပ်ဆောင်မှုပေါ်ဝေဖန်မှုများကြီးထွားလာတဲ့အချိန်မှာရင်ကဖြစ်ဖြစ်ပြခဲ့ခြင်းဖြစ်တယ်။ရင်းမတိုင်မီကစပိန်ကနိုင်ငံပြည်အရေးကြောင့်အခြားအစ္စရေးကော်မတီမှကြီးစံတွေဝယ်ယူခြင်းကိုလည်းရပ်တန့်ခဲ့ပါတယ်။ဝန်ကြီးချုပ်ပက်ထိုစန်ဂျာကအစိုးရကပါလက်စတိုင်းနိုင်ငံကိုအစောပိုင်းကအတိမပြုခဲ့ပါနဲ့ဂါဇာကမ်းမဒီနာမှာပြည်ခရီးကို ဆိုးဝါးလာတဲ့အတွက်စပိန်ဟာအစ္စရေးကိုလည်းနဲ့ရောက်ချောင်းမှုအလုံးကိုရပ်တန့်လိုက်ရပါတယ်။အစ္စရေးနဲ့အမေရိကန်တို့ကပတ်ဖို့ကူညီနေတဲ့ဂါဇာလူနာချင်းစာနာတော်ရီဖရီဖက်ကပြောင်းဝေးခြင်းကိုလောဆယ်ရဆိုင်ထားကြောင်းသိရပါတယ်။